ဒီကမှာတစ်ခုတည်းကြားလေးပါလို့ရှိလဲဆိုလို့ရှိရင်အဲမိသားဝရီရဲ့ရိုးသားကိုတာခန်းကဗလန်ဒရယ်တစ်ချင်းလေးကိုလည်းဆိုပေးထားရယ်ဆိုတော့ဒါရိုးသားကလည်းတစ်ချင်းဆိုပေးထားရယ်ကိုကလည်းဒီထဲမှာဗီဒီယိုဆောင်တယောက်နေနဲ့ရှိတယ်ဆိုတော့မှတ်တရလေးနဲ့ဒီတင်းလို့ရတဲ့ကားလေးတကားဖြစ်မှာပါဟုတ်ဒီမှာဖြစ်ပြနေတဲ့အကြောင်းလေးကိုတကယ်သိချင်တယ်ခါကျတူကောင်ဇက်တွေပါပြောရယ်ကိုမနဲ့လိုလိုက်မှာမဟုတ်ပါလားသမီးသားကိုရေးပေးတဲ့ခါကျရယ်ဗါလဲမမဟင်းလို့ပါပြောတာကောင်းတယ်အဲသူကသူရက်သိချင်တယ်ရယ်မောင်နဲ့ ဒီပေါ့နော်ရှင်းနေဆိုလို့ဆိုင်ရလို့ရှိရင်လည်းအာမောက်တိတ်တာမောက်လည်းမောက်မောက်ဟဲ့ပြီးမယ်ပေါ့နော်အဲ့လိုအောင်သူပြောတယ်ပုဂ္ဂိုလ်လည်းမင်းတို့မျိုးလည်းခံမခံယူဘူးတျောဆောင်ကောင်းတယောက်ဖြစ်ချင်တယ်တျောဆောင်ကောင်းတယောက်ဖြစ်အောင်ကြိုးစားချင်တယ်တကယ်တဘာဝပြပြနေတျောဆောင်တကောင်းတယောက်ဖြစ်အောင်လို့လုပ်ချင်တဲ့စိတ်ကတော့ အာကြာလာဘူးရှိလာတာပေါ့အဲ့လောက်လေးပါပဲဟိုလိုမင်းသမီးစိတ်ဆိုတာမျိုးကဟိုဒီကိုအဲ့တော့မကြခင်နေရအောင်ယနေ့ချိန်ထိရောကိုကိုကိုမင်းသမီးလိုလည်းမတွေ့ဘူးအပြင်ကဒီမျိုးသမီးတယောက်လိုပဲဟိုစားတင်နေဆိုလည်းထိုင်စားလိုက်တာတောင်းတင်နေဆိုတော့တွားလိုက်တာပဲဖေးတူတူအရင်မင်းသမီးစိတ်ကမရှိပါဘူးဟုတ်ကလေးနှစ်ယောက်ဝေးပြီးပြီမဲ့ညသားဖြစ်တာတချို့ဆိုလို့ရှိရင်မလုပ်တော့တာမျိုးရှိတယ်အချို့ကလည်း အစကအရာပေါ့နော်ဟိုဒါပေမဲ့ကကြတော့ကိုဒီလောက်လောက်ထားဖြစ်တဲ့တပိုင်းဝါသနာကလည်းပါတယ်လေနော်ကိုကဒီလောက်ကိုလည်းပါတယ်ပြစ်ချစ်တယ်ဆိုတဲ့အခါကျတော့ကိုရဲ့လောက်ခွင့်ရနေတည်းရတော့တတ်နိုင်တော့တော့လောက်ဖို့တော့ရှိရပါတော့အခုတယောက်တာတော့ဘီလိုဒီအမုံမြက်ကြီးဆိုရယ်ဇလန်တွေပေါ့နော်ဒီအမုံမြက်ဆိုဇလန်တွေလေးကိုဒါဒုတိယတမိလေးတမိငယ်လေးမွေးပြီးတဲ့မွေးပြီးတော့3လလောက်ပေါ့နော်ရက်တရာပြည့်ရက်တရာပြည့်ရက်တရာပြည့်ပြီးတော့ ပြန်ပြီးတော့မှပထမအဆုံး driver တယောက်ကျွန်မနေပြီးတော့မှဆက်ပြီးတော့ character ဖြစ်တဲ့အတွက်ပေါ့နော်ပထမအဆုံးပြန်ပြီးတော့ရိုက်ဖြစ်တဲ့ကောင်းပါဟိုခရိုက်တဲ့အချိန်မှာတော့ကျွန်တော်ကဝင်မှုပဲကန်လို့ကြာလာလို့ခံစားရတယ်ဒီလိုကမြလောကကတော့ဟိုပြောပြောမလဲတယောက်တယောက်လုံးမတွေ့ကြတဲ့ခါကျတော့ဟိုမော်တော်မိုင်းဖြစ်တဲ့အတွက်အဲကျူးစူတယ်အဲတယောက်တယောက် respect လေးရှိကြရဲချစ်ခင်ကြရဲလေးစားကြရဲပေါ့နော်ဟိုအချို့ဆိုလို့ရှိရင် junior ကလေးတွေလည်းပါတယ်ဒါပေမဲ့ ဘယ်လိုကြတာဘာဖြစ်ဟိုလောက်တက်ကကြာပြီပေါ့နော်ကိုကကိုတိုင်အိုင်မကောင်းလို့တာပါဒါဘယ်လိုကြာပြီဆိုပေမဲ့တချို့ senior ကလေးတွေကလည်းအဲ့လို respect ရှိရပေါ့နော်ဟို community လောက်ဆိုတာ လက်ဆွဲရှိတယ်ထားအောင်ဆိုင်လို့အကုန်လုံးပေါ့နော်တို့လူရှိရှင်ကိုအမတယောက်လိုပဲရှိတယ်မှာပြည့်မမနဲ့ဝက်ကလုတ်ချပါတယ်ခုနထိုင်တာလည်းမပြောင်းပါအမေအိုက်တစ်ဖြစ်နေအမေမဟုတ်ဘူးအမအမထားအောင်ဆိုင်ရဲ့အမပေါ့နော်ထားအောင်ဆိုင်ရဲ့ကြာဒီကားထဲမှာအရန်စိုးသွမ်းတယ်ဒါပေမဲ့သူကအချစ်ကြီးရဲ့စိုးသွမ်းတယ်စိုးရဲဆိုတာကမတရားတော့မကြိုက်ပဲနဲ့စိုးတဲ့အစိုးမျိုးပေါ့နော်ကိုကကြတော့သဘောကမလောကောင်းနေလူတွေအားလုံးခုတ်လို့တယ်အဲ့ဒါကိုမောင်နဲ့ကိုကိုနဲ့နှစ်ယောက်ကြားထဲမှာဒါအမောင်တယောက်ပေါ်ချစ်တဲ့မြေတားနဲ့အမတယောက်ရဲ့မြေတားပေါ့နော်အဲ့လိုလေးတော့ဇလန်းတွေမှာပတ်ထားတာပေါ့ဟုတ် ထောက်ရှာလဲကိုမောင်လေးအငယ်ဆုံးတည်းတူတာဖြိုက်ကလေးလေပေါ့နော်အငယ်လေးမောင်လေးနဲ့လဲတူရတဲ့ခါကျတော့ကိုမောင်တယောက်လိုပါပဲတကယ်ဟိုမှုလောက်တယ်ဆိုတာလဲတရုတ်ဆောင်လုပ်တယ်ဆိုတာတကယ်မှုကိုစစ်ကိုဝင်ရတာလေကိုမောင်မောင်ရှိတော့ဒီကင်တာပေါ်မှာကိုကတိတ်ပြီးတော့သူတို့အရင်ဟိုအများကြီးအငယ်ဆုံးဆရာမလို့ကိုမောင်လေးကိုဆုံးမသလိုပဲကိုမောင်လေးဘက်ကလည်းမမမမရက်တည်းအမတယောက်လိုပဲတရုတ်ဆောင်တာဆိုတော့အတော်အဆင်ပြေခဲ့ပါတယ်သူတို့ကကျတော့လေအရင်တော့ဒါဒီတရုတ်ဆောင်တော့ကမှပြန်လို့ပြောရင် လုတ်တက်ဘူးပေါ့နော်အသက်ရရလာတဲ့ခါမှာအခုကိုယ့်ရဲ့ရင့်ကျက်မှုကိုယ့်ရဲ့အသက်ရလေးတခုပေါ့နော်အခုဆိုမိငယ်လေးဖြစ်ပြီးအနောက်လေးကြပြီးကိုမလေးမောင်လေးမတွေပါမှာအမတယောက်နဲ့ရှေ့ရနေကာစီအမြဲနေတယ်အမတယောက်ဖြစ်တဲ့အတွက်အာဒီတိဆောင်လုတ်ဆိုတာကလည်းအပြင်ကတဘာဝဖြစ်တဲ့ reality ကိုရိုက်ပြတာပဲလေနော်အဲ့ဒါကြီးဆိုတော့ကျမတို့ခုပြန်တိဆောင်တဲ့အခါမှာဟောပါတယ်အရင်တော့ဆိုတော့အင်တာနက်မဟုတ်တော့ဘယ်လိုလုပ်ရမှာလဲကလေးမရှိတော့ကလေးမေးဆိုဘယ်လိုလုပ်ရမှာလဲဆိုတော့မှုတွေကမရအောင်အခုတော့တကယ်အစ်စ်တွေရတဲ့အခါကျတော့ကိုကိုလုတ်ကလည်း ပိုပျော်လာပိုလုံးချင်လာရဲအရင်တော့ဆိုရင်ဒီစကစ်မှာဆိုလို့ရှိရင်မတို့ဒီဇလန်းတစ်ခုပေးရဆိုလို့ရှိရင်ဇက်ကိုဖတ်လို့ရှိရင်ကိုယ့်အတွက်ဟိုကိုယ့်ရဲ့အခန်းကဏ္ဍကပေါ့နော်ဥမာ25တက်အဆင်30လောက်အဆင်များရင်ဒီရိုက်တာကိုပြီးရပြောတယ်ဆင်းနေများရဲအဲ့လိုဒီတော့မလုံနိုင်ဘူးကိုကြီးဒီမှာလေးအဲ့ဒါကြီးဆက်ပြတ်တယ်အဲ့လိုမျိုးညင်းခဲ့တာဒါမျိုးခက်ကဗီဒီယိုခက်တွေပေါ့နော်ဒါပေမဲ့အခုနောက်ပိုင်းကျတော့ဟိုဒီဟာကြီးကကိုယ့်အတွက်ကတကယ်အပြင်က တိုင်ဖြစ်နေတဲ့အတွက်ကိုတျောက်ဆောင်တက်လာပြီပေါ့နော်အဲဘာဖြစ်ကိုလုံကျိုးစားကြည့်ချင်တယ်လုံကြည့်ချင်တဲ့အတွက်ဆင်းနေလောက်မှာဆရာတော်ဆင်းရနေတယ်တော့နည်းနည်းတွိုးလိုက်ပါအောင်ကိုဒီမှာဒါမျိုးပေါ့ကိုလည်းကောင်းကျိုးစားမယ်ပေါ့ဆရာရတယ်တင်ပြပေးတယ်ကောင်းဆောင်အကောင်းဆုံးကလည်းတွဲခေါ်ရဆိုတော့ကိုရဲ့ကျိုးစားမှုလေးတခုကတော့ဒီကားလေးထွက်လာတဲ့အခါကျရင်တော့အရှိလေးပေါ့ပါပါ ဲ့လိုမင်းသမီးစိတ်ကတခါမှမရှိဘူးကိုကိုလည်းမင်းသမီးကိုလည်းခံမခံယူဘူးတယောက်ဆောင်ကောင်းတယောက်ဖြစ်ချင်တယ်တယောက်ဆောင်ကောင်းတယောက်ဖြစ်အောင်ကြိုးစားချင်တယ်တကယ်တဘာဝပြပြနေတယောက်ဆောင်တကောင်းတယောက်ဖြစ်အောင်လို့လုပ်ချင်တဲ့စိတ်ကတော့ အာကြာလာမှုရှိလာတာပေါ့အဲ့လောက်လေးပါပဲဟိုလိုမင်းသမီးစိတ်ဆိုတာမျိုးကဟိုဒီကိုအဲ့နောက်မချခင်နေရအောင်ယနေ့ချိန်ထိရောကိုကိုကိုမင်းသမီးလိုလည်းမတွေ့ဘူးအပြင်ကဒီမျိုးသမီးတယောက်လိုပဲဟိုစားတင်နေဆိုလည်းထိုင်စားလိုက်တာတောင်းတင်နေဆိုတော့တွားလိုက်တာပဲဖွေတူတူအရင်မင်းသမီးစိတ်ကမရှိပါဘူးဟုတ်ကလေးနှစ်ယောက်ဝေးပြီးပြီမဲ့ညသားဖြစ်ကတချို့ဆိုလို့ရှိရင်မလုပ်တော့တာမျိုးရှိတယ်တချို့ကလည်း အစကအရာပေါ့နော်ဟိုအဲ့ဒီဗီယာကျတော့ကိုဒီလောက်လှုပ်ထားဖြစ်တဲ့တဲ့ဘာဝါသနာကလည်းပါတယ်လေနော်ကိုကဒီလောက်ကိုလည်းပါတယ်ဖြစ်အဲချစ်တယ်ဆိုတဲ့အခါကျတော့ကိုယ့်ရဲ့လောက်ခွင့်ရနေတွေ့ရတော့တတ်နိုင်တော့တော့လှုပ်ဖို့ရရှိတာပေါ့နော်ဒါပြီးအပြင်မှာစီပိုင်းလိုတာပုံများရပါဒါတော့သမီးလေးနှစ်ယောက်အတွက်ဟိုဘဝမှာကလည်းရှိရအရာပေါ့ဒါကြောင့်ကိုကိုယ့်ရဲ့ဝါသနာနဲ့ဆိုတော့လေနှစ်ခုတော့မျှပြီးတော့မလုပ်နေရပါဘူးပြီးတော့ဒီကောင်မှာတူတူကြားလေးပါလို့ရှိလဲဆိုလို့ရှိရင် အဲဖိတာဘာဖြစ်ရဲ့မျိုးသားကိုတာခန်းကဘလန်ဒယ်တချင်းလေးကိုလည်းဆိုပေးထားရယ်ဆိုတော့ဒါမျိုးသားကလည်းတချင်းဆိုပေးထားရယ်ကိုကလည်းဒီထဲမှာဗီဒီယိုဆောင်တယောက်နေနဲ့ရှိတယ်ဆိုတော့မှတ်တရလေးနဲ့ဒီတင်းလို့ရတဲ့ကားလေးတကားဖြစ်မှာပါဟုတ်မြန်မာအငဲတဲ့ကိုမျိုးသားအတန်ကြာနေရရင်မြန်ရေခေါင်စိတ်လှူရှာရတယ်ပြည်တိဖြစ်တယ်တည်နူးတယ်ကိုရောက်ကြာ

ဟာသူကညင်နေလေသူနင်တော့ကိုလှုပ်ပြရမယ်လေအလှုပ်နဲ့အညင်လေးမှာရေရှည်တိတက်ခံနေရပါဘောနော်အဲ့မှာဗျာအဓိကထတာဆိုတာကဝတ်သနာပါတာအမှုပညာဝတ်သနာပါတိလုံနေကြရင်မနေနိုင်ဘူးငါတို့ဆိုရင်တိလုံနေကြရင်ဆောက်ဘက်ကတဲ့ကလေးမဆိုရင်အဲ့လိုကခဲ့ရဆိုတော့ယနေ့ချိန်ထိရတယ်ကိုယ့်ဗီဇာပေါ့နော်အဲ့ဗီဇာကလည်းပါလာရင်ချိန်ပါတယ်ဗျာလေခုချိန်ထိတိလုံနေကြရင်မျိုးရီမနေနိုင်ဘူးကတာကိုကချင်တဲ့ဝတ်သနာပါတယ်အရာကြတဲ့ဆင်းဆိုတဲ့ခါကြလို့ရှင်လေသူရဲ့ဆိုတဲ့ပုံမှာလိုက်အမျိုးလေးနဲ့လိုက်မှုလေးလုတ်ပြီးတော့အိုက်တယ်လည်းလုတ်တာပါဟုတ်ကြတော့နေရာကြီးဆင်းဆိုချင်းနေဆို ခိုင်းတယ်အဲ့လိုရဲတော့မရှိပါဘူးခုကကျတော့ဟိုကလေးနေဆိုတော့လေကလေးသူတန်ဆက်ပြီးဆက်လို့ရှိရင်တော့မကလေးဘယ်ပြောမလဲသူ့မှာဆိုလို့ကလေးအိမ်နေပေါ့ရှိတူတူပေါ့နော်သူကပြောင်းသွားတော့ဒါမှလည်းမျိုးသားကသူ့ရဲ့အလုပ်တွေစတူဒီယိုသွားလို့အတန်းနေတွင်တစ်ချင်းနေရေးတစ်ချင်းနေဝဲစတဲ့ဖြစ်ဒီလောက်တက်ခါကျတော့သူနဲ့စတူဒီယိုသွားလို့ရှိရင်လည်းဒါမျိုးသမီးတယောက်နဲ့သူ့ကို support ပေးရတယ်လိုက်နားထောင်နေ ိုကိုကဘိုင်းပြစ်တရှင်းအတံမကောင်းလို့မဆိုတတ်ပေမဲ့တော့လေကိုရဲ့အာအတက်ရွယ်ရတော့လကောင်းပေါ့နော်ပြီးကိုယောက်ျားရဲ့ဒါဆိုတော့ကမျိုးသမီးတယောက်မျိုးနဲ့လေကိုလေးလာနေလာတဲ့ခါကျတော့လွယ်ဖြစ်ကောင်းတီမကောင်းတီလေးတော့နည်းနည်းအနည်းနဲ့အများလေးတော့နည်းနည်းလေးတော့ပြတ်တက်တာပေါ့နော်အဲ့ရောက်ကြောင်းလိုအပ်တာလေးဆိုပြီးကဖြစ်ပြီးတော့ဂျန်တာလေးကဘယ်လိုဆိုကိုကောင်းမလားပေါ့အဲ့လိုမျိုးလေးတော့ဆရာလောက်တာတော့မဟုတ်ဘူးဆိုပေမဲ့နည်းနည်းလေးတော့ဘေးကနေစပို့ပေးပေးရလိမ့်မယ်ရှိတော့ကိုယောက်ျားကို ဲဖြစ်ကိုဘက်ကနေပြီးတော့မှသူ့အောင်မြင်မှုအတွက်လူသမီးတယောက်အနေနဲ့ အတားဟိုမှန်ပေါ်တယ်ဆိုတာကကွန်ပျူတာလောက်ခုလို့လေကွန်ပျူတာအောင်မြင်လဲဆိုရင်ကိုလည်းဒါမှဒီမိသားစုတစ်ခုလုံးကြီးကပြူရမယ်အလုပ်ဖြစ်တဲ့အတွက်ပြီးတိဖြစ်တဲ့လူနဲ့ကြိုးစားပြီးတော့မှအာပေါ့နော်သူ့ကိုလည်းဘယ်တစ်ချိန်လဲဆိုရင်ပေါက်နိုင်မလဲဘာလဲဆိုလို့ရှိရင်ဒီလိုလိုက်မလဲဆိုတာလေးတွေးတော့စဉ်းစားပြီးတစ်ချိန်နေဝဲတဲ့ခါမှလည်းရွေးချယ်ပြီးရဲ့အဲအရေးချက်ကောင်းလေးလေးဖြစ်တာပြတော့များပါတယ်ဒါကန်ဆက်တာအဓိကလည်းကန်ဆက်ဖို့လိုသေးရေပေါ့နော်သူနဲ့ကိုနဲ့ကစတဲ့ကလေးကစချစ်သူကလေးကဟို present ဒီဒါလက်ခံနေအဲသဘောတူရတော့ပြောရမှာပေါ့နော်အဲ့ပုံမှာပဲတစ်ယောက်နဲ့တစ်ယောက် အင်တာဗျူးတယ်အခုဆိုရင်ဒါမိလေးညတော့ရနေပြီအဲ့တော့ဒီကောင်လည်းကန်ဆက်တယ်ပြောမှာပဲအဲ့တော့ယနေ့ချိန်ထိအခုချိန်ထိလည်းဆရာလောက်တော့မဟုတ်ဘူးတို့တော်ညလည်းကိုတက်ရွယ်နဲ့ကိုချင်းလင်းခဲ့တဲ့ဘဝအတွက်ကိုတက်နိုင်တယ်တိတာလူကြီးတော့ကြောက်ဦးမျှဝေပြီးတော့မှစပို့ပြီးတဲ့ခါမှာကိုရောကြားလိုက်ဖိုက်လေးမြောက်ပိတ်တဲ့လက်ခံနဲ့အစော်လေးပေါ့နော်ဒါဒီနေ့ကသူကအတူတူအောင်မြင်မိတာပါဘုန်းတော်တွေတော့ပို့ပြီးတော့မှချင်းလေးလည်းနဲ့ပေါက်တာလေးလည်းရှိရတော့မမသားပြဘူးအသားပြပါဘူးဟိုကိုမိမကဘာလဲလို့သူကငွေရီယာမှာ ချစ်တယ်မှာလဲလိုက်ကြည့်ရတဲ့သူမျိုးလည်းမဟုတ်ဘူးဘေဘီဘေဘွားတက်တယ်လေသူက ဟိုမတော့မလိုက်ဘူးအမြဲတမ်းသူကစိတ်ဆိုးတာစိတ်ကောင်းတာပေါ့နော်အဲ့လိုဆိုတော့သူကနောက်ကလည်းသူကမိုးချင်နေပေါ့အဲ့လိုဆိုတော့သူလိုက်ပို့တယ်အခုချိန်ထိကသူပါတယ်လိုက်ပို့ပေးတယ်ဒါပေမဲ့သူကောင်းမှန်တော့နေအောက်မှာတော့စိတ်ပြရမှာအဲ့လိုမလာဘူးသူကအဲ့လိုမျိုးကောင်းမှန်တူနေတယ်သူအဲ့လိုမျိုးမင်းမောက်ပတ်ပို့ပါတယ်ဘယ်လိုကင်တမဲရိုက်ပို့ပါမလဲအထူးကတော့သူကအိနောင်ကြီးကရက်တာရက်စီချင်တယ်တော့ဆိုဒီရလေအသက်ရွယ်တခုမှအိုင်နာဝင်နဲ့ပတ်သက်ပြီးတော့သူရဲ့ဘောနော်ဒါကကိုရင့်ချက်နေပြီးအပိုင်းလေးပေါ့ဒီလေးလည်းရနိုင်ပြီဆိုတော့အားလေးတို့ကလေတကယ်ဒီမှာဖြစ်ပြနေတဲ့အကြောင်း င်းလေးတည်းသိချင်တယ်ခါလေးတူကောင်ဇက်တွေပါပြောတယ်ကိုမနဲ့ဆိုလိုက်မှာမောင်ရိုက်ပါလားသမီးသားကိုရေးပေးသေးတယ်ခါကြရပါလေမမဟင်းလို့ပါလို့တူကောင်ကောင်းတယ်အဲ့သူကသူ့ရက်သိချင်တယ်တဲ့မောင်နဲ့ဒီဘောနော်ရှင်းနေဆိုလို့ဆိုင်ရလို့ရှင်းနေအာမောင်တင်တာမောင်လေးမောင်နဲ့မောင်နဲ့ပြီးမယ်ပေါ့နော်အဲ့လိုအောင်သူပြောတယ်အဲ့လိုရွှေရွှေရှင်နေတဲ့အချိန်မှာသူပျော်ဆုံးပဲပေါ့ အမောဘယ်ဘက်ဖြစ်သူလဲအမောကဘယ်လိုပဲတောင်းပြအပြန်လာမော့သူစီမမတချင်းဆိုတဲ့အခါကျရင်အမောကပီတီဖြစ်ရတယ်လို့အမောရရှိနေပြန်တဲ့ခါမှာဘာဖြစ်သူ့မှာသူ့ရဲ့အမျိုးသမီးကိုဒါတိကျဆောင်ပြောင်းနေလေမြင်ရတဲ့ခါမှာသူ့မှာလည်းပီတီဖြစ်ဖြစ်မှာပေါ့အဲ့တော့တောင်းတက်ကဆပုတ်ပေးပြီးတော့မှဒီလောက်ကိုပဲလောက်ကြတာပေါ့နော်အညာလည်းပေါ့ဘာတွေလဲတော့မရှိပါဘူးအာတက်နိုင်သူညာကိုမမေ့သေးပဲနဲ့ကျူးစောက်ခွင့်ပေးလို့လာပြီးတော့မှဟိုဆောင်ပြီးတော့ လောက်ခင်ပြင်မယ်ဆိုရင်အကောင်းဆုံးကြိုးစားပါမယ်လို့ပြောချင်ပါတယ်။အဲအဲ့တော့တမီးလေးမွေးထားရက်တရာဆိုတော့နည်းနည်းတော့ပြည့်တယ်။ပြည့်တော့ဒီကအဲ့တော့ကိုင်းရှိရဆိုပြီးဒီကကိုင်းရမရှိခင်တည်းကလည်းဒီကအစိုးရစီးပွားရေးလောက်တော့ဟိုဝတ်စားရည်ရမောင်းဆုံလို့ချက်ကြတယ်။ချက်ကတော့ဒီကိုင်းရရှိရဆိုတော့ဟိုဝတ်ချင်တာလေးကကိုကအဲ့အမတယောက်လည်းဖြစ်တော့ပါတိတ်လေးဥမယ်ဆိုပြီးတော့မှချက်ထား။အဲ့တော့ခလီမွေးပြီးတဲ့ခုံတုံးက168 180လောက်ဖြစ်သွားတော့အဲ့အကောင်ချိန်နဲ့ချက်ထားတဲ့အဝတ်စားရည်ကໃຫຍ່ໃຫຍ່နဲ့ဝတ်ကချနေတော့ကြ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 လာနေတဖြည်းဖြည်းနဲ့ ဟိုဒီဇလန်းထဲမှာပဲအဲ့ဒီကပွားပြီးခြောက်ပြီးအဆက်နေခြောက်တော့ပါတော့အဲ့ဒါလေးကအမှတ်တရလေးတွေ့ရလိမ့်မယ်ကိုကကိုယ်တိုင်မကျိုးမရှိတော့ဟဲ့ကိုကတော့ဘာတိတ်မဆက်တဲ့ချာချုပ်ချဲပေါ့နော်ကိုလည်းမဆက်ကိုလည်းဘာဖြစ်ကိုပေါင်းဝင်ရတဲ့အချိန်မှာတတ်နိုင်တယ်များကြိုးစားပြီးတော့ဖက်ရှင်လေးတွေလည်းကိုကဟိုကတော့ဝတ်ပြမယ်ပေါ့နော်ဝတ်မယ်ပေါ့ဒါပေမဲ့ ဟိုပိတ်ပိတ်ပိတ်ဝိုင်းဆိုတာကျတော့ခါးတွေချအောင်ပြီးတော့မလာတော့ဘူးပေါ့နော်အခုမှဒါကိုရေးကဒါမစစ်တစ်စစ်လေးဖြစ်နေတော့ဝင်ထပ်ပြီးဝိတ်လည်းချနေတယ်ရေဆိုတော့ဒီတော့ကျတော့အဓိကတိုးဆောင်လို့မဟုတ်ဘူးလေအာကိုယ့်ရဲ့ character ကလည်းပုံဝင်အဖြစ်ထားတဲ့ဒီရုပ်ဆောင်တောင်းနေနေပဲဆိုတော့ထေထူရီအရင်ကတော့ဟိုလောက်ခွက်လည်းမရသေးပါဘူးလောက်ခွက်လည်းမရှိသေးပါဘူးဒါပေမဲ့ရတဲ့အချိန်မှာတော့အကောင်းဆုံးတော့စူးစမ်းထားပါတယ်အဓိကတော့ဒီ၃၄၅နှစ်လောက်ရုပ်ဆောင်လောကနဲ့ကိုဝေးကွာနေတဲ့အချိန်မှာသမီးလေးလည်းနှစ်ယောက်တော့ဝေးပြီးတော့အဲ့တောင်ကြပြီးတော့ ပြင်ခဲ့ကြတဲ့ character လေးဖြစ်တော့ဟိုဘာရဲ့ဖြစ်ကိုကြည့်လို့ရတာပေါ့နော်ဇလန်လွဲ့ဆိုတော့လေဘာရဲ့ဖြစ်အများကြီးပဲအရှိကြီးပဲပေါ့နော်အမကိုယ့်ရဲ့ခန်းကြီးကလည်းအများကြီးပါတယ်ဆိုတော့ဘာရဲ့ဖြစ်အားရပိုင်ရကိုမိသားစုလေးလည်းကြည့်ရမှာပေါ့ဟုတ်ကျေးဇူးပါ